မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအင်းတော်မြို့နယ်တစ်ခုလုံးကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကအပိတ်တတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က April 9ရက်နေ့ညပိုင်းမှာသခိုင်းတိုင်းအင်းတော်မြို့ကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကအပိတ်တတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။သတင်းကဒီမနေ့လောက်မှအတည်ပြုထုတ်ပြန်ဖို့နဲ့ဖြန့်ဖို့ပါ။ ဒါပေမဲ့မြေပြင်ကတရင်ကမထိန်နိုင်တော့လို့တရင်ပေါက်သွားတာစစ်ကောင်စီကတော့တနေကုန်လေရင်နေနဲ့ဘုံတွေတောက်လျှောက်လာကျင်းနေတယ် လာပြီးတော့ဘုံကျဲတာစုစုပေါင်း56ချိန်လောက်ရှိနေပြီလို့ KI ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။အင်းတော်မျိုးကို2024ခုနှစ်ဩဂတ်စ်လ16ရက်နေ့ကစတင်ပြီးတော့ KI ဥဆောင်တဲ့တော်လိုင်းတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာဩဂတ်စ်လ24ရက်နေ့မနက်ပိုင်းမှာအင်းတော်မျိုးရဲစခန်းထွေးအုံယုံနဘာလန်းစုံနဲ့နဘာရွာဖုန်ကြီးကျောင်းမှာရှိတဲ့စစ်စခန်းများကို KI ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။အင်းတော်ရဲစခန်းနဲ့ထွေးအုံယုံကစုတ်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာအင်းတော်မျိုးမှာရှိတဲ့ဒေသခေါ်ဂျပန်လိုင်ဘူးမှာတမခွန်ခွန်ရဲ့ ရှေ့တန်းဌာနချုပ်အဖြစ်နဲ့ခန်းဆက်လောက်ကခုခံခဲ့တယ်လို့သိရပါတယ်။အင်းတော်မျိုးမှာရှိတဲ့အကြမ်းဆက်တရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ဂျပန်လိုင်ကူစခန်းကုန်းကို KI ဥဆောင်တဲ့တော်လိုင်းတပ်များက9လကြောကြာတိုက်ခတ်ပြီးတဲ့နောက်သိမ့်ပိုက်ရရှိကာအင်းတော်တမျိုးနယ်လုံးမှာစစ်ကောင်စီတပ်ဟာကင်းစင်သွားပြီးဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်တပ်နယ်မှုရုံးကစစ်တပ်လက်ကင်းကားကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ9ရက်နေ့ည9နာရီခွဲအချိန်မှာမင်္ဂလာတုံမြို့နယ်တပ်နယ်မှုရုံးကစစ်တပ်လက်ကင်းကားကတပ်ဆိုင်ရာတပ်နယ်မြေအတွင်းကိုဝင်ရောက်လာတဲ့အချိန် Operation Flame အဖွဲ့ကတော်လိုင်းရဲဘော်များကအဝေးထိန်းပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဖိကိုက်မှုရှိတော်လဲအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးမင်္ဂလာတုံတက်နယ်မှုရုံးကိုဖောက်ခွဲတိုက်ခိုက်တာလက်ကင်းကပြန်အဝင်ကိုချိန်ကိုင်မိုင်းကိုတုံးပြီးတော့ဖောက်ခွဲခဲ့တာပါမိုင်းကတလုံးမဲ꿰တယ်꿰တဲ့တလုံးကလည်းကားအဝင်ကိုချိန်ကိုင်မိပါတယ် စစ်ခွေးတွေထိခိုက်မှုရှိပါတယ်မိုင်းကွဲပြီးတဲ့အချိန်မှာစစ်ခွေးတွေချက်ချင်းရောက်လာလို့ရဲဘော်တွေအ мян ပြန်ဆုတ်ခဲ့ရပါတယ်လို့ Operation Flame ကတောင်းရှိသူကရှင်းပြထားပါတယ် Operation Flame အဖွဲ့အနေနဲ့ရန်ကုန်တော်လှန်ရေးမဟာမိတ်အဖွဲ့များအားလုံးနဲ့အတူလက်တွဲပြီးတော့အချက်မဲ့စစ်တပ်ကိုအချိန်မြင့်ပြီးတော့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်တနိုင်းမြို့တိုက်ပွဲမှာစစ်ကောင်စီဘက်ကဗိုလ်ဝင်းမိုးကျော်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ၂ရက်နေ့ကတနိုင်းမြို့တိုက်ပွဲမှာဗိုလ်ဝင်းမိုးကျော်ဟာကြည်စံထင်းမှန်ပြီးတော့တိုက်ဆုံသွားခြင်းဖြစ်ပြီးရုပ်အလောင်းကိုရှေ့တန်းမှာသာတချိုလိုက်တယ်လို့သိရပါရတယ်။တိုက်ဆုံသွားတဲ့ဗိုလ်ဝင်းမိုးကျော်ဟာအကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတပ်ထဲကနေထွက်ရန် ကြိုးပမ်းခဲ့တော့လဲမိသားစုဝင်များကိုစစ်တပ်ကဒုက္ခပေးမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်သိမ်းဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာတော့တပ်ထဲမှာမနေချင်တော့ဘူးလို့ခဏခဏပြောပါတယ်စစ်တပ်ကထွက်ရင်လဲထောင်အနည်း20ကျခံရမယ်တပ်ထဲကထွက်ပြေးရင်လဲမိဘတွေကိုစစ်တပ်ကဒုက္ခပေးမှာကြောက်တာနဲ့ပဲအခုတော့တိုက်ပွဲကြသွားရှာတယ် သူကမန္တလေးတိုင်းပျော်ပွဲမြို့နယ်ဇာတိကပါဒီကနေ့အေပီလာ၈ရက်နေ့ကသူ့ရဲ့ရက်လေပါအလောင်းတော်မမြင်လိုက်ရပဲနဲ့သူ့မိဘတွေကနာရေးရက်လေကိုတရားနာအမျှဝေခဲ့ရတာပါလို့မိတ်ဆွေတို့ကပြောပြထားပါဗျကချင်ပြည်နယ်တနိုင်းမြို့နယ်မှာစစ်ကောင်စီတပ်များနဲ့ KIA ဥဆောင်တဲ့တော်လိုင်းတပ်များကြားမှာထိပ်ဝေတိုက်ပွဲများမကြာခဏဆိုးသလိုဖြစ်ပွားလျက်ရှိပြီးတော့စစ်ရေးတင်းမာလျက်ရှိတယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငန်းလျင်သတင်းကတော့မန္တလေးတိုင်းမန္တလေးမြို့ပေါ်ရပ်ကွက်များမှာအလူရှင်များကလာရောက်လှူဒန်းတဲ့ပစ္စည်းများကို အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကတင်းစီပြီးတော့၎င်းနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဆွေမျိုးများထံကိုပြန်လည်ခွဲပေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ပေါ်မှာရှိတဲ့ချမ်းမြသာစီမြို့နယ်မြို့တစ်အမှတ်၄ရပ်ကွက်မှာအုပ်ချုပ်ရေးမှုနဲ့၎င်းရဲ့ဆွေမျိုးများကအလူရှင်များလာရောက်လှူဒန်းတဲ့မြည်သည့်ပစ္စည်းကိုမစိုး၎င်းတို့ကိုယ်တိုင်လက်ခံတင်းစီပြီးတော့ပြည်သူများကိုကြတော့အနေငယ်သာခွဲဝေပေးနေတယ်လို့သိရပါဗါးချမ်းမြသာစီမြို့နယ်မြို့တစ်အမှတ်၄ရပ်ကွက်မှာငလျင်တန်ကြောင့်နေအိမ်များပြိုကျမှုများကိုအထက်ကခွဲသုံးကြောင်း ဇာခွဲကြောင်းမှာယာယီစခန်းဖွင့်လှစ်ပေးထားပြီးတော့နောက်ပိုင်းမှာအုပ်ချုပ်ရေးမှူးကလူတန်းသူတွေပုံပုံပြီးတော့လာရောက်နိုင်ရန်ကျူးကျော်ရက်ကွက်ထဲကပြည်သူများကိုပါခေါ်ထားတဲ့အတွက်ကြောင့်လက်ရှိအချိန်မှာလူဦးရေဟာ300ကျော်အထိရှိသွားပြီဖြစ်တယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှူးနဲ့အပေါင်းပါတွေသူ့ရဲ့ဆွေမျိုးတွေအိမ်ရှိလူကုန်စည်းရင်းပေးထားပြီးတော့ငါချောက်တွေလာလူလို့ရှိရင်သူတို့ဆွေမျိုးတွေကိုအရင်ပေးတာပါ။ကျန်တာတွေကမှတကယ်ဒုက္ခရောက်တဲ့သူတွေကရတာ။နောက်ပြီးတော့အလူရှင်တွေများများလာအောင်လို့ ကျိုးကြော်တွေကလူတွေကိုပါလက်ခံထားပါတယ်။စာအိတ်တွေလာလူလို့ရှင်လဲသူ့ရုံးခန်းတွေကိုအကုန်ထည့်ပြီးတော့တောက်ခတ်ထားတာ။တို့တို့ပညာရေးဝန်ထမ်းတွေနဲ့အကြီးတွေပဲခွဲဝေယူကြတာပါ။တချို့ဆိုရင်မနက်မှဝေဒါတွေကိုယူပြီးတော့အထုပ်ကြီးအထုပ်ငယ်တွေနဲ့တဲပြီးအိုးဝေတွေနဲ့ဆိုင်ကလေးတွေနဲ့တင်ပြီးတော့ညနေဆိုရင်ပြန်ပြန်သွားကြပါတယ်။အများစုတို့တို့အကြီးအကဲတွေရဲ့ဆွေမျိုးသားချင်းတွေပဲရတာများပါတယ်။ တကယ်ဒုက္ခရောက်တဲ့သူတွေကတော့အယောက်90လောက်ပဲရှိတာပါလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အလားတူပဲမန္တလေးမြို့စိမ်မန်းရက်ကွက်မှာလည်းငလျင်တန်ကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူ900ကျော်ခန့်ရှိတော့လေရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကလူဦးရေ180ကျော်ရဲ့စရင်းများကိုကောက်ယူပြီးတော့အိမ်အောင်စုခွဲထားတဲ့သူများကိုမပေးဘဲပိုးတဲ့ပစ္စည်းအားလုံးကိုသိမ်းယူသွားတယ်လို့သိရပါတယ်။စိမ်မန်းရက်ကွက်မှာလူဦးရေ900ကျော်ရှိတာကိုဒုက္ခရောက်နေတဲ့သူတွေကြီးပဲလာနေကြတာကိုလူများတဲ့ဆိုပြီးတော့180ကျော်ကိုပဲစရင်းကောက်သွားတယ် အမှန်တကယ်အိမ်တော်စုဆင်းရဲရှိပြီးတော့အိမ်တော်စုခွဲထားတဲ့သူတွေကြတော့ဖယ်ထားခဲ့တာခမင်းမှုကိုမိသားစု၅ဦးရှိတဲ့သူကဆင်းရဲကောက်လို့နံပါတ်ပြရခဲ့ရင်တပူးကိုလူ၅ယောက်ခွဲစားနေရပါတယ်အလူရှင်တွေကပြရတာပါဘာလို့ဒီလောက်စိတ်ဓာတ်အောက်တန်းချနေရလဲမသိဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်လက်ရှိမှာအကြမ်းဖက်ဆက်တက်ကသခိုင်းတိုင်းငလျင်တဲ့နဲ့ပြည်သူများကိုထိရောက်တဲ့ကုညီမှုများလှုပ်ဆောင်ပေးနေခြင်းမရှိသေးဘူးလို့ငလျင်ဘေးတဲ့နဲ့ပြည်သူများကသတိပေးဖို့တိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့ပြင်းထန်တဲ့ငလျင်ဒဏ်ကြောင်းမစိုးရိမ်ကြောင်းတိုက်ဟောင်းကတန်ကာ၁၈ပါးပြန်လည်တော်မူခဲ့ပြီးတော့လူပုတ်ကိုဧည့်သည်၅ယောက်နဲ့မစိုးရိမ်တိုက်တက်ကစာတင်သားတန်ကာ၂၁ပါးပြန်လည်တော်မူခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မစိုးရိမ်တိုက်ဟောင်းက ်လွန်ခဲ့တဲ့နှစ်ပေါင်း100ကြော်ကတိဆောက်ခဲ့တာဖြစ်ပြီးတော့ကျောင်းဆောင်ဆက်နံဆောင်လုံးဟာလုံးဝကျေမွပျက်စီးသွားခဲ့တယ်လို့မစိုးရင်တိုက်တက်မှာလဲ60ရာခိုင်နှုန်းလောက်ကိုထိခိုက်ပျက်စီးသွားတယ်လို့ဆရာတော်ကမိန့်ကြားထားပါတယ်။မစိုးရင်တိုက်ဟောင်းကိုလူမှုကွန်ရီအဖွဲ့နဲ့ပြည်သူတွေတဲကအလှူရှင်ဒါရိုက်ကာဒါရိုက်ကာမတွေကထဲထဲဝင်ဝင်လာရောက်ကွန်ရီလူနှမ်းကြပေမယ့်စစ်ကောင်စီအဖွဲ့တွေကတော့ထိထိရောက်ရောက်လာရောက်ကွန်ရီပေးခဲ့တာမျိုးမရှိသေးဘူးလို့ဆရာတော်တပားကမိန့်ကြားထားပါတယ်။ငါလျင်ကြောင့်ထိခိုက်ပျက်စီးသွားတာကတော့60ရာခိုင်နှုန်းလောက်ပါပဲ။ ခစ်ကြောင်၄ဆောင်ကလွဲရင်ကျန်တဲ့နှစ်ပေါင်းတရာကျော်လောက်ကတိဆောက်ထားတဲ့ရှေးဟောင်းကျောင်းဆောင်တွေအားလုံးပြက်စီးသွားခဲ့ပါတယ်လူမှုကွန်ရက်အဖွဲ့နဲ့ပြည်သူတွေတဲကအလှရှင်ဒါရိုက်တာဒါရိုက်တာမတွေကလာရောက်ပြီးတော့ကူညီကြပါတယ်စစ်အစိုးရအဖွဲ့တွေတဲကဝင်ကြီးတယောက်ဘသူလဲတော့မမှန်မိတော့ဘူးလာပြီးတော့ကြည့်သွားတယ်လို့ပြောတယ်ထိထိရောက်ရောက်လာပြီးတော့ကူညီပေးသွားတာတော့မကြမ်းမိသေးဘူးလို့ဆရာတော်ကမိန့်ကြားထားပါတယ်အဲ့ဒီမစိုးရင်ကျောင်းတိုက်တိုက်ဟောင်းကိုလွန်ခဲ့တဲ့138နှစ်လောက်က ဒါရက်ကတအူးတဲ့ကလှူဒန်းတိဆောက်ခဲ့တာဖြစ်တယ်လို့ဆရာတော်ကမိန့်ကြားထားပါတယ်။ပြန်လဲထူထောင်ရေးအတွက်အလူကံမတ်တဲ့ဒေကိုလည်းပြုတ်လုသွားမယ်လို့မိန့်ကြားထားပါတယ်။မဆုံးရင်တိုက်တဲ့ဟာလဲအထက်မြင့်ကျောင်းဆောင်ကြီး၃ဆောင်ဟာလုံးဝပြိုကျပျက်စီးသွားပြီးတော့ကျန်တဲ့ကျောင်းဆောင်တွေလည်းဆက်ပြီးတော့နေထိုင်လို့မရအောင်ထိခိုက်ပျက်စီးသွားတယ်လို့စာချဆရာတော်ဥဝီရသူကမိန့်ကြားထားပါတယ်။ကျောင်းတိုက်ပျက်စီးမှုကတော့60ရာခိုင်နှုန်းလောက်ရှိပါမယ်။ငလျင်ကျောင်းမဆုံးရင်တိုက်တဲ့အတွင်းမှာထိခိုက်ဒဏ်ရာရတဲ့သူတွေလောက်ပဲရှိပြီးတော့တေးကျေပျက်စီးခဲ့တာမျိုးတော့မရှိပါဘူး။ တိုက်တဲ့ကဆိုပြီးတော့ပြန်လွန်တော်မူခဲ့တဲ့နှစ်ဆက်တပါးကအပြင်မှာစာမိုးဝဲသွားဖြေရင်းနဲ့အဆောင်ပြိုကျသွားလို့ပြန်လွန်တော်မူခဲ့တာပါအဲ့ဒီမှာပဲဒဏ်ရာအကြီးစားရခဲ့တဲ့ရဟန်းတော်က48ပါးရှိပါတယ်အခုဆေးရုံအသီးသီးမှာဆက်ပြီးတော့ကုသပေးနေပါတယ်လို့ပြောပြထားပါတယ်မလီရင်ကြောင့်တိုက်တဲ့ကနာယီစင်ကြီးဟာလုံးဝပျက်စီးသွားခဲ့ပြီးတော့ရေကားလန်၄000ဆက်နဲ့ရေကန်ကြီးဟာလည်းပျက်စီးသွားခဲ့တယ်လို့ဥဝေဒသူကမိန့်ကြားထားပါတယ် ပန်ဂါတော်ရီရဲ့ចောင်းဆောင်တွေပြသသွားတဲ့အတွက်ပရိယတ်တီစာပေတွေကိုဆက်လက်တင် जा နိုင်ဖို့ယာယီចောင်းဆောင်လေးတွေကိုဆောက်လုပ်ပြီးတော့တင် जा ပေးသွားရင်းနဲ့ပြသသွားတဲ့ចောင်းဆောင်တွေကိုဆက်လက်ပြီးတော့ပြင်ဆင်သွားမယ်လို့မစိုးရိမ်နိုင်ရကဆရာတော်တွေကမိန့်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းနဲ့ကရင်ပြည်နယ်မှာအကြမ်းဖက်ဆက်တပ်ကစစ်မှုထမ်းအပတ်စဉ်ဆက်နယ်အတွက်မဲနိုင်ရွေးချယ်နေပြီးတော့မဲပေါက်တဲ့သူတွေကစစ်မှုမထမ်းခြင်းရင်တော့လကောင်းရွှေဆိုင်ခြင်းရင်တော့လကောင်းတယောက်ကိုငွေကျပ်15သိန်းပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ9ရက်နေ့မှာအရှိတကုံမြို့နယ်အမတ်7ရက်ကွက်မှာစစ်တပ်ကခန့်အပ်ထားတဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကလူငယ်များကိုတိမ်တက်တိမ်ဆင်းလိုက်လံပြီးတော့မဲနိုင်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးမဲနိုင်ခိုင်းတဲ့အချိန်မှာမဲပေါက်တဲ့လူငယ်များကိုစစ်မှုမထမ်းလို့ပါကတယောက်ကိုငွေကျပ်15 ားသိမ်းပေးရပြီးတော့မဲမပေါက်တဲ့လူငယ်များကိုတယောက်ကိုငွေကျပ်၈၀၀တောင်းခံနေတယ်လို့သိရပါတယ်။စစ်မှုန်ထမ်းရမဲပေါက်တဲ့သူများနဲ့မဲမပေါက်တဲ့လူငယ်တွေစီကရက်ွက်အုပ်ချုပ်ရေးမှုအဖွဲ့ကပတ်စံတိုက်ရိုက်တောင်းယူခြင်းမဟုတ်ဘဲနဲ့ကိုယ်စားလှယ်များဆေးလွတ်ပြီးတော့ပတ်စံများလိုက်လံကောက်ခံခိုင်းနေတယ်လို့သိရပါတယ်။အခုကသူတို့အုပ်ချုပ်ရေးမှုမပါဘဲနဲ့ရမီရဖ၁၀ဦးအဖွဲ့နဲ့လာတာအရှိတကုံစက်တဲ့ရက်ကွက်မှာပါ။နှစ်ယောက်မဲပေါက်သွားတယ်လို့သိရတယ်။တယောက်ကဒပင်ရွှေထီးလမ်းကနောက်တစ်ယောက်က AOD လမ်းကလို့သိရတယ်။မဲပေါက်လို့စစ်ထဲမလိုက်ချင်ရင်တယောက်ကို15ဒိန်ပေးရတယ်။ ်မဲမပေါက်တဲ့အိမ်တွေက၈၀၀ပေးရတယ်ပတ်စံလိုက်ကောက်တော့သူတို့မလာဘဲနဲ့လမ်းမူမိမတွေကိုလိုက်ကောက်ခိုင်းတယ်ရမီရဖအဖွဲဆိုပြီးတော့လိုက်ကောက်ခိုင်းတာလို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်ဒါ့အပြင်တာဂေတာမြို့နယ်မှာအကြမ်းဖက်ဆက်တဲ့ရဲမြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲကစစ်မှုထမ်းရန်အကျုံးဝင်တဲ့လူငယ်များကိုအမြင့်စင်းရင်းများတင်သွင်းရန်စစ်ခေါ်စားများပေးပို့နေတယ်လို့ဒေသခံပြည်သူများကတိုက်ကြားထားပါတယ် ဧပြီလ10ရက်နေ့နောက်ဆုံးထားပြီးတော့တာဂီတာမြို့နယ်အတွင်းမှာရှိတဲ့စစ်မှုထမ်းရန်လူငယ်များရဲ့အမည်စရင်းကိုတောင်းခံထားခြင်းဖြစ်ပြီးတော့ရက်ကွက်အုပ်ချုပ်ရေးမှူးကလိုက်လံပို့ဆောင်နေခြင်းဖြစ်တယ်လို့သိရပါဗါးအလားတူပဲကရင်ပြည်နယ်ဖမ်းမြို့ပေါ်မှာရှိတဲ့ရက်ကွက်များမှာလည်းအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများကစစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်မဲနိုင်ရွေးချယ်ခြင်းများကိုလှုပ်ဆောင်နေတယ်လို့ဒေသခံပြည်သူများကပြောကြားထားပါဗါးအေဗီလာ6ရက်နေ့ကစတင်ကဖန်အမျိုးပေါ်မှာရှိတဲ့အမှတ်တရရက်ကွက်မှာရဲပြုတ်အုပ်ချုပ်ရေးမှုစိုးမြင့်ဥဆောင်က စစ်မှုထမ်းအပတ်စဉ်စတဲ့အတွက်လူငယ်များကိုမဲနိုင်ခိုင်းနေတယ်လို့သိရပါတယ်။ဖန်အမျိုးကရက်ကွက်မှာ၉ခုရှိပါတယ်။အခုဧပြီလ၆ရက်နေ့ကစပြီးတော့ဖန်အမျိုးအမတ်၁ရက်ကွက်ကစပြီးတော့မဲနိုင်နေပါတယ်။ပြေးရင်ပြေးတဲ့ကောင်ကိုအိမ်ကိုချိတ်ပိတ်မယ်။ထောင်သုံးနဲ့ချမယ်လို့အုပ်ချုပ်ရေးမှူးကပြောပါတယ်။အမတ်၁ရက်ကွက်အုပ်ချုပ်ရေးမှူးရဲပြုတ်စိုးမြင့်ဦးဆောင်ပြီးတော့လုပ်နေတာပါ။ဖန်အမှာသူပဲအဓိကစလုပ်တာ။ အုတ်ကြီးကမဘာသာအမာခံမှာမဲလိုက်တဲ့နေရာမှာမျှတမှုမရှိပါဘူး။အုတ်ကြီးရာအိမ်မှုတွေနဲ့မတည့်တဲ့သူတွေကရွေးပြီးတော့မဲလိုက်ခိုင်းနေပါတယ်လို့ဒေသနေပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းကလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BN ရဲ့အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ